မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မွန်လေးဝက်သားနဲ့ဇလမေတာညချမ်းမှုအစည်းအဝေးမှာ2025ခုနှစ်မေလ25ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မွန်လေးဝက်သားသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်ရှန်ကုန်းမြို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့ မန္တလေးမြို့မှာ32ဒီဂရီဆယ်စီယက်88ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။နောက်တောင်မော်တော်လေးဝင်ရောက်တဲ့အချိန်တွေကတော့အနောက်တောင်မော်တော်လေးဟာမြန်မာနိုင်ငံတဝန်းလုံးသောဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြိုးတူမှာဖန်ရရှိတဲ့ပွိုင်းရကပ်ပလီပင်လယ်ပင်လယ်ဘင်္ဂလားပင်လယ်တို့မှာတိမ်တဲ့တံမာတိမ်တို့ထနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလွှဲရင် ကျန်းမာရေးသားကြီးနဲ့ပြည်내များမှာမုတ်တေတာများဖြစ်ထွန်းလျက်ရှိပြီးအစိုးပေါင်းမုတ်တေတာများရွေလျားအနေနဲ့တခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမုတ်ထေချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုတ်သွန်လေအားကောင်းရာမှာအလွန်ကောင်းနေပြီးပြည် ကျန်ပင်ကလာပင်လယ်အောင်မှာမော့တုံလေးအားတင်တယ်မှာအကောင်နေပါတယ်။မြမပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုဒ္ဓမာကွေမွန်းတနင်္သာရီကရင်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှင်ဖန်ရခါမိုးသက်လေးပြင်းများကြရောက်ပြီးလှိုင်ကြည့်ပါမယ်။မိုးသက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကုန်35မိုင်ထိတက်ခန့်နိုင်ပါတယ်။လှိုင်မြင်မှာမြဝကျွန်းပေါ်မုဒ္ဓမာကွေမွန်းတနင်္သာရီကရင်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုဗစ်မှာဆက်တဘေကန်ရှိနိုင်ပါတယ်။ ကြံမြမပင်လယ်ပြင်မှာလှိုင်းသင်တန်မှာလှိုင်းကြီးနိုင်ပါတယ်။ဝတ်တယ်လေးပြင်းစားစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကုန်25မိုင်မှာမိုင်30အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာရခိုင်ကန်ရင်တစ်ဆောင်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေမှာကိုဗေကန်ရှိနိုင်ပါတယ်။နှစ်ပြမွေတဲ့စဉ်ဒီခမှန်ချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာဆက်စိနေကချင်ပြည်နယ်စကန်နန်ဒေသကြီးရှမ်းပြည်နယ် မန္တလေးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်အေရပြည်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနံပြောင်းမှုတွေကြုံရွာပြီးစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နေပြည်တော်မကွေတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရပြည်တိုင်းဒေသကြီးကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွယ်၍မူကြီးနိုင်ပါတယ်။ နေပြည်တော်နဲ့ဤတဝိုင်းမင်းဖြန်အတွက်မူလဝတ္ထချင်းနေခံမှန်းကြမောင်းမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရှာပါမယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုင်းမင်းဖြန်အတွက်မိုးလဝတ္ထအခြေအနေခံမှန်းကြမှာမိုးအထင်တင်တစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယံ88ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆုံမူချိန်မှာ25ဒီဂရီဆယ်စီယဲ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီတဝိုင်းမနက်ဖြန်အတွက်မွန်းလွေသားအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထကြုံရွာပါမယ်။အမြင့်ဆုံမူချိန်မှာ33ဒီဂရီဆယ်စီယဲ63ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ26ဒီဂရီဆယ်စီယဲ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ ကချင်ပြည်နယ်စကန်နိုင်ဒေသကြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအင်အားရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဆက်လက်ပုံနေပါမယ်မင်္ဂလာပင်လယ်အောင်ခြေနေကတော့ဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အောင်အနောက်အလဲပိုင်းနဲ့ရင်းနဲ့ဆက်စပ်ရရှိတဲ့မင်္ဂလာပင်လယ်အောင်မြောက်ပိုင်းတို့မှာ28ရက်5လ2025ရက်နေ့မှာလီဗီးယားနဲ့ရုံဝင်တစ်ခုဖြစ်ပေါ်နိုင်ပါတယ် အထူးမိုးလေဝသတင်းဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုင်းထွာချက်များအရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေတုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောက်မော်တော်လေအာကောက်နေခြင်းကြောင့်လကောက်အပိုပြန်တက်တိမ်များဖြစ်ထွန်းမှုအာကောက်ခြင်းကြောင့်လကောက်ဒီကနေ့ညနေမှာ2ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသချင်း ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မှ နေရာနှံပြားမုန်ထချုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးချိုပစ်ခြင်းလျှက်စီလက်ခြင်းမိုးတီကျွေခြင်းလျှက်ရက်ပြည့်ရေးကြီးခြင်းနဲ့မြေပြိုခြင်း စားတဲ့သဘာဝဘီအန်အေများဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရင်းနဲ့လေချောင်းပြန်တမ်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်